တရား28နှစ်ကြာကြောက်တုံးပြနေခဲ့တဲ့လူငယ်ရဲ့စသိန်းဒါကတော့ကပါကျော်127 hour ရုပ်ရှင်ရဲ့မူရင်းစလိုက် Aaron Resto ရဲ့စသိန်းထဆရာဖြစ်ရဲ့မန်ဆလန်မှာတင်တာဆိုရင်အသက်ရှင်မှုအတွက်ကိုယ့်လက်ကိုကိုယ်တိုင်ပြန်ဖြတ်ရင်မလား2003ခုနှစ်မှာ Aro Reston ဆိုတဲ့လူငယ်တစ်ယောက်ဟာယူတာပြည်နယ်ကတောင်ကြားတစ်ခုကိုတက်ရောက်တဲ့တောင်တက်ထွက်လာခဲ့ပါတယ်။ဘသူကိုမှလည်းအသိပေးမထားခဲ့ပါဘူး။ ကန်ဆိုးခြင်းတော့ရှုံမြောင်တစ်ခုကိုစင်းတဲ့အချိန်မှာပေါင်၈00ကီလို364ရဲ့ကြောက်တုံးကြီးကပြုတ်ကျလာပြီးသူ့ရဲ့ညာဘက်လက်ကိုကြောက်တောင်နေရံနဲ့ညှက်ထားလိုက်ပါတယ်။သူ့ယုံနဲ့အော်ဟစ်တယ်။ဒါပေမဲ့လူသူကင်းမဲ့လုံးလို့ဘသူမှမကြပါဘူး။တရက်၊နှစ်ရက်၊၃ရက်ရေရီကုန်ပြီးကို့စည်းကိုကိုပြန်တောက်ရတဲ့အချိန်ဖြစ်လာတယ်။ငါးရက်မြောက်နေ့မှာတော့သူတည်ရရမယ်ဆိုတာသိလိုက်တယ်။ သူ့မှာရွေးချယ်စရာတခုပဲကျန်တော့တယ်။အဲ့ဒါကတော့ကြောက်တုံးပြီးနေတဲ့သူ့လက်ကိုဖျက်ပြစ်ဖို့ပါပဲ။ဒါပေမဲ့သူ့ဓာတ်ကတိတ်မထက်တော့ပါဘူး။အယိုးကိုမဖျက်နိုင်ပါဘူး။ဒါကြောင့်သူဟာသူ့လက်မောင်းရိုးကိုအရင်ဆုံးကျွတ်ကနေနေအောင်ချိုးလိုက်ရပါတယ်။ပြီးမှထုံစေးမပါပဲအသားတွေကိုလှီးဖြတ်ပြီးလွမြောက်လာခဲ့တာပါစုစုပေါင်း128နှစ်ငားရဲ့ကြော်ကြခဲ့ဒီဖြစ်ရဲ့ဆိုကြီးအပြီးမှာတော့သူ့အသက်ရှင်ခဲ့ပါတယ် သူ့လက်တစ်ဖက်ပေးလိုက်ရပေမဲ့သူ့အသက်ကိုတော့ကြံရယူနိုင်ခဲ့ပါတယ်မိတ်ဆွေတို့ကသူ့နေရာမှာဆိုရင်ရောအသက်ရှင်မှုအတွက်ဒီလိုရဲရင်နဲ့ဆုံးဖြတ်ချက်မျိုးချရမယ်ထင်လားဆိုတာကိုကွန်မန့်မှာဖြေခဲ့ပေးကြပါအောင်နော်အခုလိုဘ ഹു သတ္တရဖွဲ့ရဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့သိလို့ရတဲ့ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်နော်အစောကြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်